င်္ဂလာပါနေ့တစ်ချက်နဲ့မှပြန်လည်ကြိုးစားပါရစေ။ရည်ညမာလေးပြောတာလေးတစ်ချက်တော့နားထောင်ကြည့်လိုက်ပါဦး။အားလုံးမင်္ဂလာပါ။ဒီလိုစကလုံးတွေကိုကြားရတဲ့အခါမှလေးအမေတိလားရှင်တို့လည်းကျွန်မစိတ်မဆိုးပါဘူးတိလား။ဘာဖြစ်လဲဆိုတော့ကျွန်မအရန်ကိုကျေးဇူးတင်မိရဲ့ကာချုပ်ကြီး အာဘုံဂျုံမွေးကြီးဦးမင်းအောင်လိုက်ကျမပါစေချမ်းသာပါစေစိတ်ချမ်းသာရင်ကိုကြီးကျမချင်းတို့နေပြည့်စုံပါစေလို့တမိဒီညာလေးကနေဆုတောင်းပေးပါရယ်ပြီးတော့မြမတမတော်ရီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဒေါ်ဆန်းစကြည်ရဲ့မဲမတမမှုကိုဒီတိုင်းပဲရည်ကြည့်နေမယ်ဆိုရင်ကျမတို့ဗမာလူမျိုးတွေကလောကပျက်စီးသွားပါပြီအာလောကပျက်စီးသွားပါပြီနော်အာပြသွားလို့ရှိရင်ဒီဒေါ်ဆန်းစကြည်ငါးနှစ်အတွင်းမှာနော်ကျမတို့ရဲ့မြန်မာ တရာပေါ့နော်ဒီတရာ33လုံးကိုဒေါက်ဆန်းစုကြည်ကဖြုတ်ဖို့အတွက်ကိုအစီအစဉ်ရှိခဲ့ပါတယ်ဒါကိုအပေါ်မြန်မာမြန်မာ ပါဠိအခေယာပေါ့နော်ဆရာကြီးညာကနေပြီးတော့လက်မှတ်ခံဖို့အာအဲ့ရနေပြီးတော့အစင်စင်ပေါ့နော်မပြောက်ကွယ်ခဲ့ဘူးအဲ့တော့ကျေးဇူးများရင်တင်ပါတယ်ရှင်ကျေးဇူးများရင်တင်ပါတယ်ဘာဖြစ်လဲဆိုတော့သမီးဖတ်ကြမယ်နော်သမီးတို့ဆယ်နှစ်တုန်းကဆိုရင်သမီးတို့တင်ခဲ့တဲ့စာလေးတွေရှိပါတယ်အဲ့ဒီစာလေးတွေမှာဆိုရင်အာဘူရင်အေးသားမှာစာပေါ့နော်သမီးကဒီဆယ်ရန်ကို2012လောက်က သင်ခဲ့တာဆိုတော့အခု2025ရောက်နေပေါ့နော်တမီအာလိုအပ်တာလေးလည်းရှိမယ်အဲကြံခဲ့တာလေးလည်းရှိမယ်အဲအမျိုးပေါ့နော်အာအမှားပါရလည်းရှိခဲ့မယ်အဲအဲ့တော်လေးလေးကိုခွလပေးပါကိုမှတ်မိတဲ့လောက်လေးကိုတမီဆုပ်ပြမယ်နော်ဘူရင်ရေးသားမြောက်မှာဆိုရင်အာ ဝင်ရေးအရေးသားများမှာတဲ့မြန်မာတက္ကရာ၄၀၀ကျော် AD 7 0 0စုမှာဆ ாய் ရတွေ့ရှိခဲ့ရသည်တဲ့ထို့အချိန်မှာဆ ாய் ရယနေ့အထူးခေတ်ဆက်ဆက်အသုံးပြုခဲ့သောမြန်မာအခေယာတို့သည်နှစ်ကာလကြာလာတည်နှင့်အများပုံတရံအဆင်ဆင်ပြောင်းလဲခဲ့သည်ထို့တို့ပြောင်းလဲခဲ့ပုံကိုမူရင်းအရေးသားများကိုလေ့လာခြင်းဖြင့်သိနိုင်သည်မူရင်းအရေးသားများမှာပေစာ၊ပရိုဗိုက်စာ၊ခေါင်းလောင်းစာ၊စင်ကွင်းစာ၊အုတ်ဖက်စာတို့ဖြစ်ပါသည်တဲ့မှတ်သားပါတယ်နော်ဒီချန်နာထောင်းပြီးပါ ပေစာပရာပိုက်စာခါလောင်စာစင်ကွင်းစာအုတ်ခွက်စာနော်အုတ်ခွက်စာနောက်ဆုံးပေါ်ပေါ်ခဲ့တဲ့ဟာကဲအဲ့ဒါနေပြီးတော့ဒီကာတိခဝင်းလေးတွေကဖြစ်လာတာမယုံရင်2012 2012ပေါ့နော်2012 73 14 15 16 ိုက်ဒီယာနေပြဆယ်တန်းစာအုပ်ကိုပြန်လည်ပြီးတော့ကြည့်ကြည့်ကာကြီးခောင်ကြီးကဘယ်ကနေစောင့်ပေါ်လာလဲလို့เนาะတကယ်လို့ဒါမြန်မာစကားကဗမာစကားမထစ်ခဲ့ဘူးဆိုရင်ကျမတို့ဘယ်လိုသမိုင်းကိုကျမတို့ဖလှယ်ရပါမလဲเนาะเนาะတော့ကြိုက်ပါလေ တ္တအယံကြီးရဲ့သူအစွဲကြီးရဲ့သူအတ္တကြီးရဲ့သူအစွဲကြီးရဲ့သူဒီလားအစွဲလန်းကြီးရဲ့အတ္တကြီးရဲ့သူအယူထဲမှာပါနေတဲ့အဲ့တော့ဒီမိတ်ဆွေအယူလို့ပြောတာမဟုတ်ဘူးနော်အတားများကြီးွားတာလားအစွဲလည်းများကြီးသွားတာလားဒါမှမဟုတ်ရှင်အော်ညီမကတတိလာပေးတဲ့ရခိုင်ရခိုင်ဆရာတော်ဆရာတော်က ဟိုတကယ်မလေးစကားပြောစင်ချင်ပါလို့ပြောတဲ့ဆရာတော်ကလည်းအာဒီလိုမျိုးအစွမ်းလိုက်မကြည့်ဖို့ဓမ္မတရားတွေမဟုတ်ခဲ့ဘူးထင်တယ်မဟုတ်ခဲ့ဘူးထင်တယ်ဘာစိတ်မဆိုးပါဘူးစိတ်မဆိုးပါဘူးလူဆိုတော့အမှန်တက်ပါတယ်ကလေးတွေဆိုတော့လေအသိပြီးတော့အသိပညာမကျွယ်တော့အော်မဆုံရပါဘူးပြောလည်းမပြောရပါဘူးเนาะအဲ့တော့ဟုတ်ပါတယ်ဟုတ်ပါတယ်เนาะအာပမာမာလည်းကိုယ်ပိုင်စကားမရှိဘူးဟုတ်တယ်လေ မမကိုမင်းစကားမရှိဘဲထားလိုက်တော့ဗမာလူမျိုးတွေကမြန်မာနိုင်ငံကိုမစော်ကားဘူးမြန်မာနိုင်ငံကိုချစ်တယ်မြန်မာနိုင်ငံရဲ့ရင်းမြေလေးကိုအကုန်ချစ်တယ်တဘောတည်းရဲ့ဇာတာအလုံးဗမာလူမျိုးတွေကချစ်တယ်မြန်မာနိုင်ငံမှာနေတဲ့မြန်မာမြန်မာဆောင်အထူးထူးတင်တဲ့တော့မြန်မာတိုင်းရင်းသား135မျိုးလုံးချစ်တယ်မခွဲခြားဘူးမခွဲခြားဘူး ွဲခြားတဲ့စိတ်မရှိဘူးအဲအဆုံးလည်းနေတည်လားဗမာတွေကလည်းစကားတော့မရှိပေမဲ့လည်းကဘာလေးဘာမစ်ဘာမစ်ဘာမစ်ပဲခေါ်နေကြတည်လားအားနာလိုက်တာနော်ကိုယ်ပိုင်စကားရှိတဲ့လူအားနာမိတယ်တည်လားအော်ငါတို့ငါတို့မှာကိုယ်ပိုင်စကားမရှိပေမဲ့နော်ကဘာကြော်ရယ်နော်ကိုယ်ပိုင်စကားကရှိပြီဆိုရင်ငါတို့နှိမ်တဲ့တိုင်းရင်းသားတွေငါတို့ချစ်တဲ့လူဖတ်ပြီးတော့ပဲတောင်းဝင်ကြမလားမသိဘူးနော် နိုင်ငံခြားသားတွေရဲ့ပစ္စတင်မလေး Bounties 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 နဲ့ဒီလားတို့မှာကိုယ်ပိုင်ပမာစကားမရှိလို့တော်သေးတယ်ဒီလားကိုယ်ပိုင်စကားတာရှိပြီးဆိုရင်နိုင်ငံနေတဲ့တိုင်းရင်းသားတွေကျမတို့ပမာတွေရဲ့ခြေတော့ကိုဘလောက်ထိအောင်ဖတ်ပြီးကြကြဝင့်နေမလားမသိဘူးဒီလားကျမတို့ပမာရကိုပိုင်စကားမရှိဘဲထားပါတော့ဒါပေမဲ့မြန်မာမြန်မာနိုင်ငံကိုချစ်တယ်မြန်မာသမ္မတကိုချစ်တယ်เนาะ မဆော်တော့ဘူးသိလားနိုင်ငံသားတွေနဲ့တွေ့မှာနိုင်ငံသားစကားပဲပြောတာမြန်မာလူမျိုးတွေနဲ့တွေ့မြန်မာစကားပဲပြောတာလေတချို့တိုင်းရင်းသားတွေကမြန်မာလူမျိုးချင်းချင်းတွေ့ရမှာသူတို့သူတို့လူမျိုးစကားသူတို့ပြောကြတာသမားရဲ့မရှိဘူးတိုင်းတိုင်းရင်းသားတွေအားလုံးမြန်မာစကားမြန်မာစကားပဲမြင်္ဂလာပါလို့တုံးတာတဲ့ဆိုတော့လဲအားပေးလိုက်ရတော့သမားရဲ့အမျိုးတည်းမရှိဘူး တိုင်းသားတွေအားလုံးမြန်မာစကားကိုသုံးတဲ့ဆိုရင်တိုင်းသားတွေအားလုံးကရံဖြစ်နေစရာအကြောင်းမရှိဘူးလေမြန်မာစကားကိုတိုင်းသားအားလုံးသာသုံးသပ်ပြီးတော့မြန်မာမြန်မာနိုင်ငံမှာနေတဲ့မြန်မာစကားကိုသင်တယ်မြန်မာနိုင်ငံကိုမချစ်တတ်ဘူးเนาะမြန်မာနိုင်ငံကိုမချစ်တတ်ဘူးကိုယ့်လူမျိုးတိတက်ကိုပဲချစ်တတ်လို့လက်နက်ကင်နေရှိလာတာเนาะအပြစ်ခတ်နေရှိလာတာဟုတ်ဆွဲဟုတ်ဒီတာဆွဲ ဒီလိုစကားမှာကျွန်မအများကြီးပြောသွားလို့ရတယ်နော်နိုင်ငံရေးရဆာကျွန်မချက်တွေပြောသွားလို့ရတယ်သိလားကျွန်မတနာတယ်တနာတယ်အမရရရှမ်းခေါ်ဆိုပူလောင်နေတာကျွန်မမဟုတ်ရှင်တို့ကပူလောင်နေတာကျွန်မအမန်တရားကိုပြောပြတဲ့အခါမှာရှင်တို့ကပူလောင်နေတယ်ကျွန်မကပူလောင်နေတယ်လို့တင်လားတခိုင်မုတ်ဒီလည်းအားပေးလိုက်ရအမရရကျွန်မ reply မပြန်ဘူးလို့အမရရလောက်နေရခဲ့ဒါပေမဲ့ reply နေပြန်ချင်နေတဲ့ဟာတွေဖြစ်လာတော့လည်းပြန်ပေးရတာပေါ့နော် မင်္ဂလာပါဆိုတဲ့စကားလုံးကမြန်မာတနိုင်ငံလုံးသုံးနေဆိုရင်မြန်မာတနိုင်ငံလုံးရဲ့အရေးအားတိုင်းရင်းသားအလုံးနဲ့သက်ဆိုင်တဲ့နော်ကိုယ်နိုင်ငံကိုယ်လူမျိုးကာကွယ်နိုင်ရမယ်ဒါမှမဟုတ်ကျွန်မတို့ပမာရရလေမြန်မာနိုင်ငံချစ်တယ်တိုင်းရင်းသား135မြို့လုံးချစ်တယ်ရှင်တို့ကမြန်မာစကားသာသုံးပြီးတော့ မြန်မာနိုင်ငံမှာချစ်ဘူးအားကြောင့်မို့ရှင်တို့ဗမာလူမျိုးရှင်တို့ခွဲခြားနေရတယ်လောကအသိတားနေဗမာလူမျိုးတွေကမြန်မာစာအုပ်တင်တယ်မြန်မာတနိုင်ငံလုံးချစ်တယ်မြန်မာစာရဲ့ကျန်းအောင်မစူးသိလားရှင်တို့ကမြန်မာစာတင်ပြီးတော့မြန်မာနိုင်ငံမြန်မာစာတင်တဲ့အထက်မှာနော်အာအဖို့နဲ့တာတော့ဦးလေအဲ့ဒါလည်းတင်ခဲ့မလားအဲ့ဒါမြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေအကုန်လုံး သွေးမကွဲဖို့ပါအစာတင်မိထားခဲ့ရလေနော်တင်မိထားခဲ့တာအဲ့ဒါမတင်ရဘူးလားဒီမှာပညာရေးဝင်ကြီးဌာနကိုပြောလိုက်အောင်ပညာရေးဝင်ကြီးဌာနရေရခိုင်ပြည်ဘက်မှာအဖိုးကိုတဦးနဲ့တန်းသုံးယောက်အကြောင်းကိုရခိုင်မျိုးမတင်ပေးခဲ့ဘူးထင်တယ်ရခိုင်မျိုးတွေကဒီလိုစကားမျိုးပြောတယ်ဆိုပြီးတော့အခုလောက်ဆိုသိမှာပါဒါက public နဲ့တင်တာဆိုတော့လေသိမှာပါပညာရေးမှုတွေလည်းတွေ့မှာပါ เนาะစာစာတင်ပေးခဲ့တဲ့ဆရာမတွေပဲမတင်ပေးခဲ့တာလားစာတင်ပေးနေတဲ့အချိန်မှာကလေးတွေကအိမ်ငိုက်ပြီးတော့အိမ်ငိုက်အိမ်ငိုက်ခဲ့တာလားဒါမှမဟုတ်လို့ရှင်ねကိုပိုင်ရင်ချင်းနဲ့မအောင်ပဲねလူကြီးဖြစ်သွားတာလားဘလို့ဘလို့လဲကျမတို့ပြောတတ်တော့ဘူးเนาะဒီဒီမဲ့ရနေတိလာဟောကိုရဲ့မန်တစ်ခုကလေကို့ကိုတင်ခဲ့တဲ့ဆရာမတွေဆရာမတွေကိုเนาะ ိုကိုရဲ့ကိုရဲ့ဟွာရခိုင်ပြည်နယ်မှာရှိတဲ့ဖုံးကြီးเจ้าကြီးဆောင်းဟာလိုက်တယ်အတူတူပဲနော်ဒီတော့ဖုံးကြီးเจ้าဆိုတာကနော်နေမရေးကြရှိဖို့စာတင်เจ้าဆိုတာလည်းနော်စီလုံးကိုနိုင်ငံချစ်ဖို့သင်မိခဲ့တာလေနော်ရှင်တို့ကပထွေးကိုတခင်လို့တမ်းပတ်ချင်နေတဲ့လူပဲရှင်တို့ရဲ့ဘေးမှာဘင်္ဂလီတွေကိုရှင်တို့က ကြောင်းနိုင်ကြောင်းကြောင်းကြောင်းနော်ကြောင်းဟာမမတက်တဲ့ဆော်ကနော်ရှင်တို့ဘင်္ဂလီတွေတက်လိုက်မယ်အဲ့ကြမှာကျမတို့ပြုံပြုံလေးထိုင်ကြည့်မယ်သိလားငုံငယ်ပင်နဲ့ညီမလေးပြောသွားတာမသားနိုင်ပဲပေါ့ပါတယ်ညီမလေးပြောသွားတာအဖိုးနဲ့တာသုံးဦးက ဟိုထင်းစီချိုးတာပေါ့ကျွန်ကျွန်တော်တို့ဟိုအမတ်တရားရုပ်ထုတွေတော့ရှိပါတယ်။ငါတို့လွတ်လပ်ရေးနေ့လက်ကန်းစာဆောင်တို့ပါတော့အဲ့မှာမြင်ဘူးလေ။လွတ်လပ်ရေးနေ့ပြည်ကောင်စုနေ့လက်ကန်းစာဆောင်တွေပါသူတားကိုထင်းစီချိုးခိုင်းတာတော့ထင်းစီချိုးခိုင်းတာတခြားနဲ့ချိုးရင်ဂျိုးတယ်အများကြီးစုထားရင်မဂျိုးဘူးပေါ့ဒီဥပမာကိုပြောတဲ့ဟာလေးကိုဒီညီမလေးပြောသွားတာပေါ့။ငါဗမာရဲ့လူမျိုးစားမခွဲမခွဲကြပါဘူး။ ရခိုင်တေယုဆောင်နေတိုးတို့အများကြီးပါရခိုင်တေယုဆောင်တွေလည်းအားပေးတာပဲချင်းတေယုဆောင်တမမြင့်လည်းအားပေးကြတာပဲရခိုင်မုတ်တီလည်းသွားစားကြတာပဲကျွန်တော်တို့လည်းကြိုက်တာပဲဒါလူမျိုးရေးပြည်ထောင်စုတစ်ဆဲမှာအတူနေတဲ့အချိန်မှာလူမျိုးရေးခွဲခြားဒေသဆွဲတွေနဲ့လက်နက်ကင်ပြီးတော့တိုင်းပြည်စုပေါင်းတိုင်းတိုင်းဖြစ်ပြည်ပြည့်လုံနေတဲ့ဖွဲ့စည်းတွေရတန်းရက်တင်ပါပဲအားလေးတက်ဆက်ပြတာပါကျေးဇူးတင်ပါတယ်ပြန်ဆုံပါ